စမယ်ဗုဒ္ဓဂါယသွားမှာနိဗ္ဗာန်ရောက်ညာအလင်းပွင့်တယ်လို့ထင်နေကြတဲ့မျိုးချင်းမြန်မာများအတွက်အိန္ဒိယသားကြီးမြန်မာနိုင်ငံရောက်မှညာအလင်းပွင့်သွားတာအိန္ဒိယပြန်သွားခဲ့ပြီဆိုတဲ့အကြောင်းသတင်းကောင်းပါပါစေဟင်အဲ့ဒီအိန္ဒိယသားကြီးနာမည်ကခီရန်ဗာမာတဲ့သူ့နိုင်ငံမှာလဲပရာဟိတအတွက်တော်တော်ကိုလှုပ်ရှားသူဖြစ်ကြောင်းကျွန်တော်ကြားသိရတယ်ဒါဗိမဲ့ဒီနိုင်ငံရောက်မှတတ်မတော်သားတချို့က သူ့ကိုလက်ဖက်ရည်ဖို့တောင်းမိတာဖုန်းလေးယူစစ်မိတာပြီးတော့နည်းနည်းမူးနေတဲ့တပ်သားတယောက်ကမချေမငံဆက်ဆံမိတာလေးနဲ့ဒီလောက်ကြီးဖြစ်စီရလားဗျာကျွန်တော်တို့မြမပရာဟိတသမားတွေဆိုတနတ်တင်နဲ့ရိုက်စစ်ဖနတ်နဲ့မျက်နာကိုစောက်ကန်တာတောင်ဘာမှမပြောခဲ့ဘူးအဲ့ဒီအချိန်နေနဲ့ပတ်သက်ပြီးတော်သားနေနေရေးမပါတာခေါင်းဆောင်ကိုလက်ကဒီလောက်လေးတောင် ခံနိုင်ရင်မရှိရင် ပရာဟိတမလုံနဲ့လေကွာမြန်မာနိုင်ငံမှာက အရာရာအားလုံးကိုတသားတွေဆက်စံတာကွအေးမင်းကပရာဟိတသမားဖြစ်နေလို့ဆိုပြီးအခွင့်အရေးမပေးဘူးနော်ဆိုပြီးပြောဆိုသွားကအခုငလျင်ဘေးအတွက်သူ့ကိုယ်တိုင်စကိုင်းကိုတက်လာနေပြီဆိုတဲ့သတင်းကိုလည်းကျွန်တော်တို့သတင်းဌာနကတခင်လက်တင်ထားတဲ့ဗီဒီယိုဖိုင်ကနေတဆင့်အတည်ပြုနိုင်ခဲ့ပါတယ်အဆိုပါငလျင်ဘေးကဲဇယ်ကြီးခီးစဉ်တွက်ပောက်ကိုတော်နဲ့950ဆီယာတော်တို့ကပြည်သူစစ်နဲ့ပေါင်းပြီးရွာစဉ်တလျှောက်ပတ်ခိုးထားတဲ့ပြည်သူပိုင်ပစ္စည်းများအား ကိုလက်စီတွားရလူတန်းထားပြီတော်သားဆိုရင်မကယ်ဘူးမပေးဘူးလို့တော့ကိုလက်ကရှင်းရှင်းလင်းလင်းပြောပြထားကအဆိုပါခီးစဉ်ကိုတော်သားမကူငလျင်အလူဆိုပြီးနာမည်ပေးထားပါတယ်ဝေါဒီတဲ့င်းကိုကြားတယ်စကိုင်းမြို့ပေါ်ရောက်တောသူတော်သားများဟာငလျင်ဘေးကတစ်မျိုးတခင်ဘေးကတစ်မျိုးမအေဘေးကတစ်မျိုးခံစားနေရပြီတခင်လက်ခေါ်ကိုလက်ကလည်းတူလာရလမ်းတစ်လျှောက်တော်သားများကိုပါရိုက်နေနေကြောင်းသိရှိရပါတယ် ဆက်လက်ပြီးတခင်လက်ကတောသားတွေဆိုတာတကယ်ငဆုနူကောင်းလေမနေ့က TikTok ပေါ်မှာကျွန်တော်မြမအိုးတွေကြည့်နေတော့ဗီဒီယိုဖိုင်တစ်ခုတက်လာတယ်တကယ်ဇက်တွေဗျာအမရဘူရမလားမသိဘူးလာလူတဲ့ PC တွေကိုတဲခါလူပွဲကြနေတာပဲဒုတ်တွေဓာတ်တွေနဲ့လူနေကြတာအလူဒန်းနဲ့တောသားဆိုတာတကယ်တော့ကျွန်တော်နဲ့ပန်ဆယ်လိုလိုပဲဗရာဒလန်တန်တလန်လိုဖြစ်နေတာဗျာစကိုင်းမြို့ပေါ်ကကျွန်တော်ညီပေါက်ကြီးတယောက်လဲအရိုက်ခံလိုက်ရတယ် ငလျင်ဘေးကာလအတွင်းအခြေခံစားတောက်ကုန်တွေကိုဈေးတင်ရောင်းလို့တဲ့တော်သားတို့ကလာရိုက်သွားတာခမရတို့ပဲစဉ်းစားကြည့်ဗျာစီးပွားရေးသမားတယောက်က PC တစ်ခုကိုဈေးတင်မရောင်းလို့ဈေးချရောင်းရမှာလားဗျာရိုက်သွားတဲ့လူတွေကဇကိုင်းမြို့ပေါ်ရောက်လီကြီးရွာကကာလာသားကောင်မိုက်ကယ်သားစစ်တို့အဖွဲ့ပဲဒါကြောင့်ကျွန်တော်ကငလျင်ဘေးအတွက်ကယ်ဆယ်ရေးအလူများလှုပ်ဆောင်ရင်းနဲ့ပဲတခါတည်းတော်သားပါရိုက်ခီးစံမှာထည့်သွင်းပြီး လမ်းတစ်လျှောက်တောသားများကိုပါရိုက်နေနေနေရတာဗျ။အဆိုပါခီးစင်နဲ့ပတ်သက်ပြီးသူ့ကိုမြေတောင်မြောက်ပေးခဲ့တဲ့ Don't worry monastery မှာဝီယတူကလည်းမင်းတို့တော်သားတွေထမ်းမင်းဝအောင်စားထားလို့မိတ်ကြားလိုက်ပါလေ။တတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ Monastery Star